နေဝဲဟာအောက်ခြေကစခဲ့ပြီးအန်ဒရာကောင်းမှရန်ကိုအောင်မြင်ခဲ့ပြီး officially မှာစုတွေရခဲ့တဲ့အထိနေဝဲတို့စနေဟာအောင်မြင်ခဲ့တာဖြစ်ပါတယ်ထို့ကြောင့်သူ့ရဲ့နောက်ွယ်ကကိုပူစန်းကအကွက်တွေမြင်ပြီးနေဝဲကိုမင်းသားတရိုက်ခဲ့ခြင်းဖြစ်ပါတယ်ကိုပူစန်းဟာယခုဆိုရင်လူမှုကွယ်ရေးစာမျက်နှာပေါ်မှာအစက်ခံရဆုံးသောထထုတ်သူကြောက်လည်းဖြစ်ပါတယ်သူဟာနေဝဲကိုစင်တဲခဲ့ပြီးနောက်ွယ်ကလည်းနေဝဲကိုကျူးကိုက်နေခဲ့တာဖြစ်ပါတယ် ။ဘေးရအရင်ချင်းဟာရန်ကောင်းမွန်နေခဲ့တာမဟုတ်ပေမဲ့လည်းကိုပူဆိုင်းရစနစ်တွေကြောင့်ခုချိန်မှာအကယ်ဒမီရပ်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုဒရိုင်ဒါပြည်သိသိဟာကဖွဲ့ဟခဲ့တာဖြစ်ပါတယ်။နေဝဲရဲ့နောက်ွယ်ကထုတ်လုပ်သူကိုပူဆန်းဟာနေဝဲကိုတိတ်တထောင်တောက်ခဲ့တာဖြစ်ပါတယ်။နေဝဲကတော့ဘလောက်ရမှန်းမသိပေမဲ့ကျန်တဲ့ပိုက်ဆံကိုကိုပူဆန်းကလေဝါကြီးအုပ်ချဲလဲခဲ့တာဖြစ်ပါတယ်။ထို့ကြောင့်ကိုဒရိုင်ဒါပြည်သိသိဟာက ကောင်းကောင်းကြီးသိရှိခဲ့လို့ပြောဆိုဖွဲ့ဟခဲ့တာဖြစ်ပါတယ်။ နေဝဲဟာအရန်ကိုအေးစေးတည်ငြိမ်ပြီးသူ့ရဲ့ဇနီးပေါ်ချစ်မြတ်နိုးတဲ့သူကြောင့်ဖြစ်ပါတယ်ထို့ကြောင့်လည်းအရှိတ်ထူးအောင်မြင်လာခဲ့တာဖြစ်တယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်နေဝဲနဲ့သူအောင်မြင်လာတာကအေးချမ်းမောင်ဖြစ်ပါတယ်အေးချမ်းမောင်ဟာသူ့ရဲ့တော်မကျိုးတဲ့နေပုံထိုင်ပုံတွေကြောင့်ပိတ်တက်ရဲ့မြေမုတ်ကျချေကိုခံနေရတာဖြစ်ပါတယ်အေးချမ်းမောင်ဟာပိတ်တထောင်တောင်းခဲ့တဲ့ဆိုပြီးလူမှုကွယ်ရေးစာမျက်နှာပေါ်မှာပြန့်နှံ့လာခဲ့ပေမဲ့တကယ်တမ်း ိတ်တထောက်တောက်ခဲ့တာကနေဝင်းဖြစ်ပါတယ်စနက်ဖက်ကနေဝင်းကိုကြော်ပြီးအေးချမ်းမောင်ကအဲ့တထောင်တောင်းတဲ့ကိစ္စမျိုးမလုပ်ပါဘူးဆိုပြီးပြန်လဲရှင်းပြခဲ့တာဖြစ်ပါတယ်။သူတို့လောကမှာခုဆိုရင်ပွက်လောင်းရိုက်ရှုပ်ရှိခတ်နေတဲ့လောကတစ်ခုဖြစ်တပါတယ်။တို့ကြောင့်ပြည်သိသည်ဟာကယခုချိန်မှာအေးချမ်းမောင်ရော နေဝဲရောလူပညာကြီးကအစပတန်ညင်မာနေခဲ့ကြတော့စစ်မှုဖွဲ့သားတွေကဒုက္ခရောက်နေခဲ့ကြတဲ့အကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ မင်းသားကြီးတွေဟာအစမတန်မြင်မာလာခဲ့လျက်ဇက်ပုတ်ဇက်ရံတွေအနေစားလောဝမချောင်းနေပါဘူးဇက်ပုတ်ဇက်ရံတွေကိုပို့ပြီးဂူးဆိုင်တိုးပေးတဲ့ကြောင်းစမှုအလွာကိုလည်းထပ်မှန်ပြီးလူပညာကြီးတိုးပေးတဲ့ကြောင်းကိုလည်းပြည်သက်တရားကစည်ရနာနဲ့ပြောကြားခဲ့တာဖြစ်ပါတယ်ဒီခုဆိုရင်နေဝဲရော အေးချမ်းမောင်ပါပြည်သူတွေရဲ့ဂူးဆိုင်ချေကို ခံနေရပြီဖြစ်ပါတယ်ထို့ကြောင့်သူတို့တို့ဥပ္ပောရုပ်ရှင်လောကကအများကြီးမျောလင့်နေခဲ့ကြတာဖြစ်ပါတယ် ။ချမ်းမောင်ကတော့လူမှုကွန်ရက်ဆမနာပေါ်မှာအဲ့ထောင်တောင်းတဲ့မင်းသားဟာသူမဟုတ်ပါဘူးဆိုပြီးပေါ်တယ်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ထို့ကြောင့်အေးချမ်းမောင်နဲ့နေဝဲဘယ်ကောင်ကအဲ့ထောင်တောင်းလဲဆိုတာကိုအတိအကျသိဖို့ညှိုးလဲလျက်ရှိပါတယ်။